ရှင်ဖရာအဘယ်အပြစ်ကြောင့်ဘေးစိုးကြီးလေးမျိုးတင့်ပါတလဲဖရာတဲ့ဘေးစိုးကြီးလေးမျိုးကိုထပ်ပြီးပြောပြမယ်နော်ဘေးစိုးကြီးလေးမျိုးဆိုတာတဲ့သူတစ်ပါးတို့ဤဆွဆွဲကဲ့ရဲ့ခြင်းခံရသောပရာနုဝါဒဘေးနှင်းမိမိကိုယ်ကိုပြန်လဲဆွဆွဲကဲ့ရဲ့သောအတ္တနုဝါဒဘေး၃တိုင်းပြည်အုပ်ချုပ်သောအစိုးရမင်းများဤကျိန်တန်ထောင်တန်တေတံပေးခြင်းခံရသောဒန္တဘေး လေမကောင်းမှုကိုကျူးလွန်သဖြင့်တေပြီးသည့်နောက်အပေလေးပါးသို့ကြောက်ရွံ့ခြင်းဆိုတဲ့ဒုက္ခိဘေးလိုပဲဖြစ်ပါတယ်။ဒါဟာဘေးဆိုကြီးလေးမျိုးပဲဖြစ်ပါတယ်။အဲ့ဒီဘေးဆိုကြီးလေးမျိုးဘာကြောင့်သင်ရတာလဲဆိုရင်တိကိုဖြင့်ပြူသောကာယဒုစရိုက်မှုနှင့်နှုတ်ဖြင့်ပြူသောဝစီဒုစရိုက်မှုသုံးစိတ်ဖြင့်ပြူသောမနောဒုစရိုက်မှုဤကာယကံဝစီကံမနောကံဆိုတဲ့ ကံသုံးပါဤဒုသရိုက်မှုတို့ကြောင့်ဘေးသူကြီးလေးမျိုးတင်းရောက်ရခြင်းဖြစ်ပါတယ်။အဲ့ဒီအကြောင်းအရာကိုအင်ဂုတ်တို့ပါဠိတော်စတုကနိပတ်ဘယဝတ်အတ္တနုဝါဒတုံမှာမြတ်စွာဘုရားအကျယ်တဝန်းဟောကြားထားပါတယ်နော်။အရှင်ဘုရားသူများအပေါ်မနာလိုစိတ်ထားရင်ဘယ်လိုအကျိုးခံစားရတလဲဘုရားတဲ့။မြတ်စွာဘုရားလက်ထက်တုန်းကလောတကတိဒ္ဓအမိရှိတဲ့မထေကြီးတစ်ပါးရှိပါတယ်။ အဲ့ဒီမထေကြီးဟာဘဝတစ်လျှောက်လုံးမှာ အာဟာရကိုဝါလျင်စာမဖုံးပေးရပါဘူး။ငငက်ပြက်ပြက်နဲ့နေရတာများပါတယ်။နောက်ဆုံးပြိဋိဘံသံခါဏီနေ့ကြမှာအရှင်သာရိပုတ္တရာဤကျေးဇူးကြောင့်စတုမတုကိုဝါလျင်စွာ ဖုံးပေးရပါတယ်။ဘာကြောင့်အဲ့ဒီလိုဖြစ်ရတာလဲဆိုရင်သတ္တပမြတ်စွာဘုရားလက်ထက်မှာကျောင်းထိုင်ဘုန်းကြီးဖြစ်ခဲ့စဉ်တုန်းကသူ့ကျောင်းကိုလာတဲ့အာဃာနုကိုတော်ကိုကျောင်းတက္ကရာကမတွေကကြီးညိုလို့ဆိုပြီး ကောင်းပြီဆိုတဲ့အစားအသောက်တွေထည့်ပေးပါတယ်အဲ့ဒါကိုမနာလိုစိတ်နဲ့အဲ့ဒီမထေကိုမကြွေးပဲလမ်းမှာတွန်ပြစ်ခဲ့ပါတယ်အဲ့ဒီမထေဟာယဟန္တာသူတော်ကောင်းကြီးဖြစ်ပါတယ်ယဟန္တာသူတော်ကောင်းကြီးစားမိဆုံးလေကိုမနာလိုတဲ့စိတ်နဲ့တွန်ပြစ်ခဲ့တဲ့အကုသိုလ်ကံကြောင့်အဲ့ဒီဘဝကတည်လွန်တဲ့အခါမှာငရဲတို့ကြပြီးငရဲကလွတ်မြောက်တဲ့အခါမှာဘလူဘဝ900ခွေးဘဝ900ဖြစ်ခဲ့ရပါတယ်ဖြစ်တဲ့ဘဝတိုင်းမှာလည်းပဲငက်ငက်တပြက်နဲ့ဖြစ်ခဲ့ရပါတယ် ဒါဟာမနာလိုစိတ်ကြောင့်ဖြစ်ပါတယ်เนาะဒါကြောင့်မနာလိုစိတ်ကိုမထမ်းမိကြပါစေနဲ့အရှင်ဖရာဝိဘဝတဏ္ဍာဆိုတာဘာလဲဖရာတဲ့ဝိဘဝဆိုတာက အဖြစ်အရှိကင်းခြင်းဘဝပြည့်ခြင်းလို့အဓိပ္ပာယ်ရပါတယ်မသေးခင်သာရှိပြီးသေပြီးရင်မရှိတော့ဘူးလို့ထင်မြင်ယူဆပြီးတော့မျက်သက်လိုခြင်းတာကိုဝိဘဝတဏ္ဍာလို့ခေါ်ပါတယ်ဥစေတဒိဋ္ဌိနဲ့ရှင်တဲ့တဏ္ဍာပါဥစေတဒိဋ္ဌိဆိုတာက တတဝါဟာတည်ပြီးရင်ပြက်တယ်ဆိုတဲ့အယူမျိုးပါအဲ့ဒီလိုမျိုးထင်မြင်ယူဆပြီးတော့မသေးခင်သာရှိတယ်မသေးခင်သာခံစားရတယ်ဆိုပြီးမသေးခင်မှာခံစားရဖို့ညှော်လင့်တောင်းတတယ်ခံစားရတဲ့အခါမှာလည်းပဲနှက်သက်တယ်အဲ့ဒါကိုဝိဘဝတဏလို့ခေါ်ပါတယ်နော်အရှင်ဖရာမြတ်စွာဘုရားကအရတ်တော်ဘဏ္ဍတောင်ရှိပါတလေအတိအကျသိကျင်လို့ပါဖရာတဲ့ စတုန်းကတော့ကျန်းကန်ရဲ့အဆိုနဲ့ဆရာတော်ကြီးတွေရဲ့သုံးသက်ချက်နှစ်ခုပေါင်းပြီးတော့မြတ်စွာဘုရားဤအရက်တော်ပမာဏကိုဖြေမလို့ပါနော်အဲသူကအတိအကျဆိုတဲ့စကားလေးပါလာတဲ့အတွက်ကြောင့်ကျန်းကန်ရဲ့အဆိုနဲ့ပဲဖြေလိုက်ပါမယ်ဘုဒ္ဓဝင်မှာမြတ်စွာဘုရားဤအရက်တော်ကိုတောလတ်သဟထုတ်ဗေဒလို့ဆိုပါတယ်တောလတ်သဟထုတ်ဗေဒကိုပုတ်ခွဲရင်တောလတ်ကတပုတ်ဟထကတပုတ်ဥပ္ပေဒကတပုတ်ဖြစ်ပါတယ် တောလတဆိုတာ16ဟထဆိုတာအတောင်ဥပေဒဆိုတာကအမြင့်မြတ်စွာဘုရားဤအရတ်တော်သည်16တောင်အမြင့်ရှိတယ်လို့ဆိုပါတယ်ဒါကြောင့်ကျမ်းဂန်ရဲ့အဆိုအရအတိအကျပြောရမယ်ဆိုရင်တော့မြတ်စွာဘုရားဤအရတ်တော်သည်16တောင်အမြင့်ရှိတယ်လို့ပဲပြောရမှာဖြစ်ပါတယ်နော်တော်တော်ရှည်မသွားဘူးလားနော်တဲ့ဒီမန်ကမြတ်စွာဘုရားဤအရတ်တော်ကိုဖြည့်ထားတဲ့ပို့ထဲမှာလာမှန်ထားတာပါနော်ဘေးခွန်းကိုပြန်ပြီးကြည့်လိုက်ပါ အတိအကျဖြေပေးပါလို့မိထားတာဖြစ်ပါတယ်အတိအကျဖြေပေးပါလို့မိထားခြင်းဟာပိဋကတ်ကျွမ်းကျင်တက်မြောက်တော်မူတဲ့ဆရာတော်ကြီးတွေရဲ့သုံးသပ်ချက်မပါပဲကျမ်းဂန်အစိုးတစ်ခုတည်းကိုမိတဲ့သဘောဖြစ်ပါတယ်ဒါကြောင့်ဦးစင်းကကျမ်းဂန်အစိုးတစ်ခုတည်းကိုထောက်ပြီးမြတ်စွာဘုရားဤအရက်တော်သည်16တောင်ရှိတယ်လို့ဖြေလိုက်ခြင်းဖြစ်တယ်နော်အဲ့ဒါကိုလည်းအဲ့ဒီမှာပြောပြထားပြီးသားပါအခုဒီမှာတော့ပိဋကတ်ကျွမ်းကျင်တော်မူတဲ့ဆရာတော်ကြီးတွေရဲ့သုံးသပ်ချက်ကိုပါထည့်ပြီးပြောပြပေးပါမယ် ဗုဒ္ဓဝင်မှာတောလတဟထုတ်ဗေဒလို့ဆိုပါတယ်တောလတဟထုတ်ဗေဒဆိုတာမြတ်စွာဘုရားကြီးအရက်တော်သည်16တောင်ရှိတယ်လို့ဆိုလိုခြင်းဖြစ်တယ်ပြီးဟိုဆရာတော်တွေကတော့ဟထတရာကိုမိုက်လို့ပြန်ပြီး18မိုက်6တောင်ရှိတယ်လို့ဆိုကြတယ်ယုရိယဆရာတော်တွေနဲ့မဟာကန္တာယုံဆရာတော်ကြီးကတော့မြတ်စွာဘုရားကြီးအရက်တော်ဟာတာမန်လူတွေရဲ့အရက်နဲ့သိပ်မကွာဘူးလို့မိန့်ကြပါတယ်မဟာကန္တာယုံဆရာတော်ကြီးရဲ့မိန့်ကြားချက်ကပို့ပြီးမှန်ပါလိမ့်မယ် ။ဘာကြောင့်လဲဆိုရင်မြက်စွာဖရာကြီးအရက်တော်သည်တမ်းမှန်လူတွေရဲ့အရက်ထက်အလွန်အကျွံမြင့်နေပါကဖြူလွန်ခြင်းမဲလွန်ခြင်းပိန်လွန်ခြင်းဝါလွန်ခြင်းမြင့်လွန်ခြင်းနှိမ်လွန်ခြင်းဆိုတဲ့အပြစ်၆ပါးနဲ့ညှိနေပါလိမ့်မယ်။နောက်ပြီးရှင်ဟောင်းသူတေသနာကြောက်စာတွေမှာလည်းပဲမြက်စွာဖရာတရင်သုံးတဲ့ကြောင်းတကာအပေါဝါဟာဒီနေ့ခေတ်တကာအပေါဝါတွေထက်အလွန်အကျွံကြီးမနေကြောင်းကျောင်းထဲမှာရှိတဲ့တပိတ်တွေကလည်းပဲ ယင်းနှစ်ခေတ်အသုံးပြုနေတဲ့သပိတ်တွေထက်အလွန်အကျုံကြီးမနေကြောင်းပြဋ္ဌာန်းထားပါတယ်။ဒါကြောင့်မဟာကန္တာယုံဆရာတော်ကြီးရဲ့မင်းကြားချက်ကပုံပြီးမှန်ပါလိမ့်မယ်။ဒါဆိုရင်ဗုဒ္ဓဝင်မှာဆိုထားတဲ့16တောင်ဆိုတဲ့ဇာတ်ဟာမှန်မှန်ဘူးလို့ပြောကျင်တာလားလို့မိစရာအကြောင်းရှိပါတယ်။မဟုတ်ပါဘူး။အဲ့ဒါကိုမဟာကန္တာယုံဆရာတော်ကြီးကကိုတော်မြတ်ဤအယောင်တော်တို့သည်ထဝန်းကျင်နှင့်အထက်သို့ပြတ်တက်စေပြီးအရတ်တော်နှင့်အယောင်တော်တို့သည်16တောင်ခန့်ရှိတယ်ဟုထင်ရပေသည်။ ဤအချက်ကိုဗုဒ္ဓဝင်ကဆိုလိုဟန်တူသည်လို့မိန့်ကြားတော်မူထားပါတယ်။ဒါကြောင့်မြတ်စွာဘုရား၏အရက်တော်သည်တာမန်လူတွေရဲ့အရက်နဲ့သိပ်မပွားဘူးဆိုတာကိုတော့မှတ်သားထားရပါမယ်နော်။ဖုံဖုံဖေရစွမ်းလူတာကိုမလူနဲ့ဆိုပြီးပိတ်ပင်တာ ပိတ်ပင်သူမှာဘာအပြစ်ဖြစ်ပါသလဲဖေရဖြေပေးပါနော်တဲ့။ခုရကနိကေပေတာဝိထုပါဠိတော်ဥရကဝတ်နာဂပေတာဝိထုမှာမြတ်စွာဘုရားတတ်တော်ထင်ရှားရှိစဉ်တုန်းက ပြိတ္တာလင်မယား2ယောက်ရှိပါတယ်အဲ့ဒီပြိတ္တာလင်မယား2ယောက်ကတယောက်နဲ့တယောက်အပြန်အလှန်တင်းပုတ်နဲ့ရိုက်နှက်ပြီးကြလာတဲ့သွေးတွေပြည်တွေကိုစားတောက်ရတဲ့အတွက်ပင်ပန်းဆင်းရဲတဲ့ဒဏ်ကိုခံစားရပါတယ်ဘာကြောင့်အဲ့ဒီလိုဖြစ်ရတာလဲဆိုရင်ဘဝတစ်ခုမှာတုန်းကသူတို့မွေးထားတဲ့သာသမီ3ယောက်ကတမနဗျမနတွေကိုလှူဒန်းတဲ့အခါမှာ သာသမီတွေရဲ့အလှူကိုပိတ်ပင် တားဆီးပြီးတမနဗျမနတွေကိုဆေးရည်တိုင်းထွာပြုတ်ခဲ့ပါတယ် အဲ့ဒီလိုသူတစ်ပါးရဲ့အလူကိုပိတ်ပင်တားဆီးပြီးဆေးရည်တိုင်းထွာပြုတ်ခဲ့တဲ့အတွက်တေလွန်တဲ့အခါမှာအခုလိုပြိတ္တာဘဝကိုရောက်ရခြင်းဖြစ်ပါတယ်။ဒါကြောင့်သူတစ်ပါးအလူကိုပိတ်ပင်တားဆီးမယ်ဆိုရင်ပြိတ္တာဖြစ်တတ်ပါတယ်။ဖုံဖုံတို့ဘာလို့ထမင်းမချက်ရတာလဲမသိလို့မေးတာနော်။ပြင်းလို့မချက်ရတာလား။ဖုံဖုံတို့ကိုယ်တိုင်ကအဲ့လိုမျိုးလိုက်တောင်းစားနေတော့တပည့်တော်တို့ဒီလဲတောင်းစားခြင်းတဲ့စိတ်ရှိလာတာအမှန်ပဲဖုံဖုံရဲ့တဲ့။ သူသင်းတို့ယဟန်တွေကိုပါဠိလိုဘိက္ခုလို့ခေါ်ပါတယ်။ဘာကြောင့်ဘိက္ခုလို့ခေါ်တာလဲဆိုရင်ဘိက္ခဏတီလောယာသနာတီလောဘိက္ခုသွားခံပြီးတောင်းစားတတ်တဲ့အတွက်ကြောင့်ဘိက္ခုယဟန်လို့ခေါ်တာတဲ့။အဲ့ဒီလိုသွားခံပြီးတောင်းစားတဲ့အကျင့်ကိုကသူသင်းတို့ယဟန်တွေရဲ့အကျင့်လေ။ဘာကြောင့်သွားခံပြီးတောင်းစားရတာလဲဆိုရင်မြတ်စွာဘုရားကသူသင်းတို့ယဟန်တွေကိုစာပေတင်ကြားတရားဟောပြောခြင်းပရိယတိဒုရနဲ့ တရားအားထုတ်ခြင်းပရိပတ်တိဒုရဆိုတဲ့ဒုရနှစ်ဖြာတာဝန်ကိုချမှတ်ပေးခဲ့တယ်။ယဟန်မှန်ရင်အီတာဝန်နှစ်ရက်စလုံးကိုတော့၎င်းသို့မဟုတ်တရရက်ကိုတော့၎င်းထမ်းဆောင်ရမယ်။အီတာဝန်နှစ်ရက်ကိုထမ်းဆောင်နိုင်ဖို့အတွက်မြတ်စွာဘုရားကတချို့သောအရာတွေကိုလျှော့ချခိုင်းခဲ့တယ်။ဘလောက်အထိလျှော့ချခိုင်းခဲ့တယ်လဲဆိုရင်ယဟန်တွေကိုညတာတော့မှစားခွင့်မပေးဘူးเนาะယဟန်တွေကချက်ပြုတ်ပြီးစားရမယ်ဆိုရင် ချက်ပြုတ်စားရတာတခုတည်းနဲ့မပြီးဘူးအဲ့ဒီချက်ပြုတ်စားနိုင်ဖို့အတွက်ကိုလည်းရှာရဖွေရအောင်မယ်ဒါဆိုရင်လူတွေနဲ့ဘာထူးတော့မှာတော့เนาะလူတွေလိုပဲရှာဖွေပြီးချက်ပြုတ်စားတော့နေရမယ်ဆိုရင်ယဟန်တွေဟာအီတာဝန်နှစ်ရက်ကိုဘယ်လိုလုပ်ပြီးတော့ထမ်းဆောင်ခြင်းရှိတော့မှာလဲဒါကြောင့်ယဟန်တွေဟာစွမ်းခံပြီးတောင်းစားရတယ်ဆိုတာဟာအီတာဝန်နှစ်ရက်တရက်ရက်ကိုထမ်းဆောင်ဖို့ဖြစ်တယ်เนาะဦးဇင်းတို့ကိုကိုွယ်တဲ့မြတ်စွာဘုရားကိုတော်တိုင်ကလည်းပဲ စွန့်ခံပြီးဖုံးပေးခဲ့တယ်။ဒါကိုမသိဘဲနဲ့တပည့်တော်တို့လည်းအားကြပြီးတောင်းစားကြလိုက်တာဆိုရင်တောင်းစားဖို့ယဟန်ဆိုတဲ့အသည့်နဲ့လှူမာတော့မဟုတ်ဘူး။တနားတယ်ဆိုတဲ့အသည့်နဲ့ပဲပြေးလိုက်လိမ့်မယ်နော်။ခရိယံဘာသာဝင်ကောင်းလေးတယောက်ဗုဒ္ဓဘာသာထဲကိုကူးပြောင်းလာတာမြင်လိုက်တယ်။ဝမ်းမသာဘူးလားဆရာတော်တဲ့။ဝမ်းလဲမตาပါဘူးဝမ်းလဲမနေပါဘူးเนาะဘာကြောင့်လဲဆိုရင် အရိယာမဖြစ်သေးသေး၍ဥစဉ်တို့ပုထုဇဉ်တွေရဲ့တရားတရားဟာမငဲလိုပဲဖြစ်ပါတယ်အခုကြီးညိုတဲ့စိတ်ဖြစ်နေပြီမဲ့အဲ့ဒီကြီးညိုတဲ့စိတ်ကတော်ကြာပြက်ချင်းပြတ်သွားတာပါကြီးညိုတဲ့စိတ်ပေါ်ပေါက်နေတဲ့အချိန်ဗုဒ္ဓဘာသာတွေဝင်ရောက်လာပြီးကြီးညိုတဲ့စိတ်ပြတ်သွားတဲ့အချိန်မှာတော့ဗုဒ္ဓဘာသာတွေကပြန်ထွက်သွားနိုင်ပါတယ်ဒါကြောင့်အဲ့ဒီအပေါ်မှာဝမ်းသာခြင်းဝမ်းနေခြင်းမရှိပါဘူးเนาะဗုဒ္ဓဘာသာဆိုတာက အရေးအတွက်ကိုဦးစားပေးတဲ့ဘာသာမဟုတ်ပါဘူးအတိညာနဲ့စရဏကိုဦးစားပေးတဲ့ဘာသာဖြစ်ပါတယ်ကိုးကွယ်သူအရေးအတွက်ဘလောက်ပဲများနေပါစေဘုရားရဲ့အဆုံးအမအတိညာတွေနဲ့စရဏတရားတွေမရှိဘူးဆိုရင်တော့ဝမ်းနည်းစရာပဲဖြစ်ပါတယ်ကိုးကွယ်တဲ့သူဘလောက်ပဲနည်းနေပါစေဘုရားရဲ့အဆုံးအမအတိညာတွေကိန်းပြီးစရဏတွေရှိနေမယ်ဆိုရင်တော့ဝမ်းသာစရာပဲဖြစ်ပါတယ်နော်ဒါကြောင့် ဝမ်းတာတဲ့ဝမ်းတာထိုက်တဲ့အရာကိုပဲဝမ်းတာပါတယ်နော်